မကြာမီပြန်လည်ကျင်းပမယ်တက္ကသိုလ်ဝင်ဆောင်မွေးကာလတွင်စခန်းသွင်းနေရာနှင့်စာဆက်ဌာနများကိုတအားစင်စမ်းမပြတ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ကြရန်လျှက်စစ်စွမ်းဝင်ကြီးဌာနဒုတိယဝန်ကြီးဦးအေကျော်ကပြောကြားပါရယ်မေလ၁၀ရက်နေ့ကလျှက်စစ်စွမ်းဝင်ကြီးဌာနဒုတိယဝန်ကြီးဦးအေကျော်သည်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ230 kb ပြင်မနာတအားခွဲယုံတအားထိန်ချုပ်ခန်းနှင့်ဆွေရတွင်ရှိတအားလွတ်ပစ္စည်းများပုံမှန်တအားပို့လို့ဖြန့်ဖြူးနေမှုကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါရယ် ထို့သောစစ်ဆေးစဉ်လက်စစ်တအားပို့လို့ရင်းနဲ့ကုကဲရဲ့ဦးစီးဌာနတာဝန်ရှိသူများကဓာတ်ထိန်ချုပ်ခန်းအတွင်းနဲ့စွေရက်အတွင်းရှိဓာတ်အားလွတ်ပစ္စည်းများပုံမှန်ဓာတ်အားပို့လို့ဖြန့်ဖြူးနေမှုမန္တလေးငလျင်ကြီးကြောင့်ဝန်ထမ်းအရာများဤထိခိုက်ပျက်စီးမှုထိခိုက်ပျက်စီးမှုများကိုပြန်လည်ပြင်ဆင်နေမှုနဲ့ယာယီဝန်ထမ်းအရာအဆောက်အုံတင်များတိစောက်ပေးလျက်ရှိတဲ့အခြေအနေများထပ်မံ၍ဓာတ်အားခွဲရုံအတွင်းကွန်တိန်နာဟောင်းများဆောက်လုပ်ပေးသွားမယ့်အခြေအနေများကိုရှင်းလင်းတင်ပြကြကြောင်သိရပါသည် တင်ပြချက်များအပေါ်ဒုတိယဝန်ကြီးကလျှင်စစ်တပ်အားဆင်ဆက်မပြတ်ပိုးလွတ်နိုင်ရေးအတွက်ထိန်းသိမ်းပြုပြင်လုပ်ငန်းများကိုစီမံများအတိုင်းလှုံ့ဆော်သွားရေးမန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုများကို SOP လုံထုံးလုံနည်းများအတိုင်းဆောင်ရွက်သွားရေးထပ်မံနေရခြားထားမယ်ဝန်ထမ်းအိမ်တော်စုများအတွက်အစီအစဉ်များအပေါ်အဓိကလိုအပ်ချက်ဖြစ်တဲ့ရေမီမိန်လာစနစ်များကိုကြိုတင်ညှိနှိုင်းစီစဉ်သွားရန်ပြောကြားခဲ့ပါတယ်